မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တောက်ကြနေညလေးမှာတော့ကိုအန်ရဲ့ကိုမမြင်ချင်းဆိုတဲ့ကြောင်းရလေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးမှာကျွန်တော်ကတော့ podcast ပုံစံလေးအပြုလုပ်ထားပါတယ်ခင်ဗျာဆိုတော့ကမင်္ဂလာရှိတော်ညလေးဖြစ်စေဖို့ပရမဟုစွာမေတ္တာပို့သလိုက်ပါတယ်တကယ်တော့လက်တွေ့ဘဝတွေမှာ ိုတကယ်မြင်နေတင်တာနဲ့တကယ်မြင်နိုင်တယ်ဆိုတာကမတူကြပါဘူး။တခါတလေဘယ်အရာကမိမိအတွက်အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာကိုမမြင်နိုင်တဲ့အခါဖြစ်ပေါ်လာမဲ့နောက်ဆက်တွဲတွေဟာသိက္ခာအန္တရာယ်များလွန်ပြီးဘေးဆက်ရမှုတွေကလည်းကြီးမားသွားနိုင်ပါတယ်။ဒီနေ့သင်နားထောင်နေရတဲ့ podcast မှာတော့ကျွန်တော်တို့ဘဝထဲကအတွေ့အကြုံတစ်ခုကိုတရားဓမ္မနဲ့တူကျွန်တော်တို့အတူတကွစဉ်းစားဖော်ထုတ်သွားမှာဖြစ်ပါတယ်။ တခါတည်းရမှာသင်ရဲ့သဘောကောင်းမှုတွေကကိုယ်တိုင်အတွက်ပြဿနာဖြစ်လာနိုင်တယ်ဆိုတာကိုသတိမထားမိတာမျိုးဖြစ်နိုင်ပါတယ်။ဒီအကြောင်းကိုလက်တွေ့ဖြစ်ရတဲ့တကွာတရားဓမ္မတွေနဲ့အတူ တွဲပြဖော်ပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့မှာသွင်းကုန်ထုတ်ကုန်လုပ်တဲ့ကုမ္ပဏီတစ်ခုမှာလက်တွေ့အောက်ခြေမှာစီမံခန့်ခွဲနေရတဲ့မန်နေဂျာတအုပ်နဲ့တတိနေကြတဲ့မှာ ငွေကြေးဆိုင်ရာပြဿနာတက်လာခဲ့ပါတယ်။အဲ့ဒီပြဿနာကတတိယအမှားအဓိကဖြစ်ပါတယ်။အဲ့ဒါကိုလည်းအောက်ခြေကဝန်ထမ်းတွေကသိကြပါတယ်။ဒါပေမဲ့တတိယကတော့ပြဿနာအားလုံးကို မန်နေဂျာကိုပုံချဖို့လုပ်ပါတယ်။ဒီလိုနဲ့ပဲမန်နေဂျာက အလုပ်ထုတ်ခံရပြီးတော့တရားစွဲခံရဖို့ဖြစ်လာပါတယ်။မန်နေဂျာကလူတိုင်းကို ူ့ကိုကူညီပေးဖို့ကူညီတောင်းပါတော့တယ်။ဒီချိန်မှာပဲမိမိနဲ့မသက်ဆိုင်ပင်နဲ့မန်နေဂျာဘက်ကနေပြီးတော့တရားမျှတတယ်လို့ယုံကြည်တဲ့ဝန်ထမ်းတဦးကဝင်ကူညီဖို့ဖြစ်လာပါတယ်။အဆုံးစွန်ဒီကူညီပေးခဲ့ပြီးတဲ့နောက်မှာမန်နေဂျာကတရားစွဲမခံရတော့ပဲနဲ့လွတ်မြောက်သွားတယ်ဗောဗျာ။ခုနကဝန်ထမ်းတဦးရဲ့ကူညီကြောင့်နဲ့လွတ်မြောက်သွားတယ် ။နောက်ကုမ္ပဏီတစ်ခုမှာမန်နေဂျာကပြောင်းပြီးတော့အလုပ်လုပ်ခိုင်းနေတော့တယ်။ဆိုတော့ခုနကဝန်တန်းရဲ့လောက်ရက်မှာတရားရှိတယ်၊တစ္ဆာရှိတယ်၊သဘောကောင်းတယ်။ဒါပေမဲ့အဆုံးမှာတော့သူကသူ့ရဲ့တတိမချိနှက်မှုကိုခံလိုက်ရတယ်။လုပ်ငန်းခွင်မှာအညှိုးထားခံရတယ်။အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးတနှစ်ကြာနောက်ဆုံးမှာတော့အဲ့ဒီဝန်ထမ်းကတတိယရဲ့အလုပ်ထုတ်ခြင်းကိုခံလိုက်ရပါတယ် တတိကသူ့ကိုတော်လီညှိုးထားနေပါတယ်ဆိုတော့တတိရဲ့အညိုးတွေကြောင့်သူပဲမာမအလုပ်ကိုဝင်ရောက်လုပ်ကန်တို့မရဘူးဖြစ်နေခဲ့ပါတော့တယ်ဆိုတော့ဒီမှာသူ့ကိုကုညီပေးခဲ့တဲ့မန်နေဂျာကပြန်မကုညီဘူးလားဆိုတော့မိကွန်ရှိနေပါတယ်ဒီမှာကျွန်တော်ပြပြခြင်းတဲ့အကြောင်းအရာတစ်ခုကတော့လူတိုင်းဟာကိုပူတဲ့အပူမှ ပူတယ်မှတ်ကြပါတယ်ကိုကြီးလူတိုင်းမှာအသေးအံကိုကြီးတောင်းပေမဲ့ တခြားသူကိုကြီးလာတောင်းနဲ့အလဲကြဒါငါနဲ့မဆိုင်ပါဘူးလေဆိုပြီးတော့မျက်နှာလွဲကဲပြစ်နေတတ်တဲ့လူတွေက ပေါပေါများများရှိပါတယ်ဆိုတော့ဒါကအဖြေဖြစ်မယ်ဆိုကျွန်တော်မျှော်လင့်ပါတယ်ဒီချိန်မှာပဲကိုအန်ရဲ့ကိုမမြင်ချင်းဆိုတဲ့စကလုံးက အထိပ္ပယ်ရှိလာပါတယ်တရားဓမ္မထဲမှာပိဋိစာတုပ်ပပနဲ့ဆိုတာရှိတယ် ြောင်းနဲ့အကျိုးလောက်ရက်နဲ့ပြန်လာမဲ့အကျိုးပေါ်ရှင်းလင်းတဲ့သဘောတရားတစ်ခုဖြစ်ပါတယ်။သင်ဟာတရားမြတ်မှုပေါ်သစ္စာတရားနဲ့တုံ့ပြန်နိုင်တယ်။ဒါကလည်းကောင်းပါတယ်။ဒါပေမဲ့ဖြစ်ပေါ်လာမဲ့အနာဂတ်အကျိုးဆက်ကိုမမြင်နိုင်ခြင်းကတော့အန္တရာယ်အလွန်ရှိပါတယ်။ဘုရားဘာသာရမောဟဆိုတာကသုံးလုံးသောဒုက္ခတရားတွေကတစ်ခုဖြစ်ပြီးတော့ ်တတိလက်ဆွဲမရှိခြင်းမြည်သည့်အရာမှန်မမှန်မသိခြင်းကို ဆိုလိုပါတယ်မိမိနဲ့မသက်ဆိုင်တဲ့ကိစ္စတွေမှာ ပါဝင်ပြီးတော့ကိုယ့်ရဲ့အန္တရာယ်ကိုကိုယ်မသိတဲ့အခြေအနေဟာမောဟရဲ့တည်ရောက်မှုတစ်ခုဖြစ်ပါတယ်ဒုပြဒနာကဒုပြဒနာကတရားမျှတမှုမရှိသေးတဲ့နေရာမှာတန်ရုံးစင်နဲ့ခြေခံပြီးလုံးမိတာ တနာတဲ့အတွက်ကြောင့်မလို့လုံးမိတာအဲ့ဒီဖြစ်စဉ်ဒီမှာမိမိကိုယ်တိုင်အတွက်အန္တရာယ်ဖန်တီးသွားတာကိုကြက်တာခြင်းဖြစ်ပါတယ်မိမိရဲ့အလုံးမှာပဲဖြစ်စီမိသားစုမှာပဲဖြစ်စီအခြားသူအစဉ်ပြေအောင်ကူညီတဲ့အခါမှာအနာဂတ်မှာငါကူညီလိုက်တဲ့ຢာကငါတို့ဘလို့အန္တရာယ်ဖြစ်လာနိုင်တယ်လေဆိုတာကို စတင်ပြီးတော့စဉ်းစားဖို့လိုအပ်ပါတယ် အကောင်းဆုံးကတော့တတ္တိရှိခြင်းတုံ့ပြန်မှုနဲ့မူဝါဒရှိခြင်းတရားဓမ္မနဲ့ကိုချင်းတရားကိုအခြေခံထားခြင်းပဲဖြစ်ပါတယ်။လက်ရှိမိမိရှိနေတဲ့အနေအထားတာဝန်တွေအနာဂတ်ရလဒ်တွေကိုမေခွန်းထုတ်စဉ်းစားခြင်းကသာတဘာဝတရားနဲ့ဉာဏ်ရှိသူတို့ရဲ့လမ်းစဉ်ဖြစ်ပါတယ်။တခါတရံမှာတရားမြတ်တာမှုနဲ့တုံ့ပြန်ခြင်းစိတ်ကစိတ်ကောင်းရှိတဲ့လူတို့ ဖြစ်ပါတယ်ဒါပေမဲ့တုံ့ပြန်ခြင်းထက်မတုံ့ပြန်ခြင်းကပိုပြီးတော့ဉာဏ်ရှိတဲ့ပုံကိုယ်တူဖြစ်နေတတ်ပါတယ်ဒီနေရာမှာဘုဒ္ဓအာဘုရားဘာသာရဲ့အတခုဖြစ်တဲ့ဒီဥပိ္ပခာကိုပြောဆိုနိုင်ပါတယ်ဥပိ္ပခာဆိုတာကစိတ်တည်တည်နဲ့မြတ်တာဉာဏ်တတ်မှုဖြစ်ပါတယ်တုံ့ပြန်မှုစူးစမ်းမယ် ပြန်ပြောဖို့စ조사မယ်ဆိုတာထက်ဒီຢာကိုတုံ့ပြန်ဖို့လိုသလားမတုံ့ပြန်ပဲဒီတိုင်းထားတာကပိုကျိုးရှိသလားဆိုတဲ့သဘောတရားကိုတကယ်ကိုဆင်ခြင်ဖို့လိုအပ်ပါတယ်ဥပေက္ခတရားပေါ့ဗျာတရားမြတ်တမှုကသစ္စာရှိတဲ့အရာဖြစ်ပါတယ်ဒါပေမဲ့တရားမြတ်တမှုတစ်ခုပြုတဲ့အခါမှာဉာဏ်နဲ့စိတ်တည်ငြိမ်မှုမရှိလို့ရှိရင် ကိုအန်ဒီရဲ့ကိုလည်းရခေါ်လိုလိုဖြစ်လာနိုင်ပါတယ်။တရားတစ်ခုကိုတစ္ဆာနဲ့ခံယူရင်မိမိဘက်ကလည်းယတနာဖြစ်နိုင်ပွဲရှိလားဆိုတာစုမြင်ရှုမြင်တတ်ဖို့ဉာဏ်နဲ့တုံ့ပြန်ဖို့လိုအပ်ပါတယ်။ဘဝမှာတရားမြတ်တမှုနဲ့စကားပြောတတ်သူတွေသဘောကောင်းမှုနဲ့ဝန်ကူညီတတ်သူတွေဒီလူတွေအတွက်တခါတလေမှာ ုံပြန်မှုထက်ညီသက်ချင်းကပဲကိုအန်ဒီရဲ့ကို ကိုကဲတင်တဲ့လမ်းဖြစ်တယ်လို့ပြောပြချင်ပါတယ်ဒီနေ့ podcast ကို နားထောင်ပြီးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်တင်းအတွက်လည်းစဉ်းစားစရာ ပြန်ဖော်ထုတ်စရာတစုံတစ်ခုရှိခဲ့မယ်လို့ညွှန်လင်းပါတယ်မိတ်ဆွေတို့လည်းမိတ်ဆွေတို့ကြုံတွေ့ခဲ့ရတဲ့အန်ဒီရဲ့ဒါမှမဟုတ်ရင်လည်းကိုအန်ဒီရဲ့ကိုမမြင်ခဲ့မိတဲ့အကြောင်းအရာတွေကို ကျွန်တော်တို့ comment မှာမှန်သွားပေးခဲ့ပြီးတော့အခြားသောမိတ်ဆွေတွေကိုလည်းမိမိလိုမျိုးမဖြစ်အောင်လမ်းညွှန်ပြသပေးခဲ့နိုင်ပါတယ်။နောက်ထပ်အကြောင်းအရာတွေမှာပြန်လည်ဆုံတွေ့ကြဖို့ကျွန်တော်တို့ရဲ့ subscribe button လေးကိုနှိပ်ပြီးတော့ notification notification လေးကိုနှိပ်ခဲ့ပေးဖို့အတွက် ပြောကြားလိုပါတယ်။မိတ်ဆွေတို့အားလုံးပဲတာယာညီညောင်းသောညာချမ်းလေးဖြစ်ပါစေလို့ ဆူတောင်းရင်းနဲ့ဒီမှာပဲကျွန်တော်တို့ရဲ့ podcast ကိုရနာလိုက်ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ